ဝဤသင်္ကန်းစာကျော်သူရင်ထွန်းအမေရိကရေးသားသည်အဲ့ဒီတုန်းကအဖြစ်တွေကဂုထိကျွန်တော်ရင်ထဲရောက်နေစေအဲ့ဒီကာလဟာအမေရိကမှာစီးနှင်းတွေထူထူထဲထဲကျနေတဲ့ဆောင်းတွင်းရဲ့နေရက်တွေတမင်းငယ်စုပြည့်စံမူလရန်ကြောင်းသားဘဝတမင်းငယ်အသက်ကခုနှစ်နှစ်ကျွန်တော်တို့နေတဲ့အပတ်မဲနဲ့တမင်းငယ်ရဲ့မူလရန်ကြောင်းကလမ်းတစ်ခွိ ဂိုက်တထောင်ကျော်မှရှိတယ်။ပါမဲငါထွက်လမ်းမကြီးစီရောက်လမ်းကွာမီးပိုက်စီဆက်လျှောက်မီးပိုက်ရောက်ရင်ညာချိုးကွိနောက်ထပ်လမ်းကွာတစ်ခုစီဆက်လျှောက်အဲ့ဒီမှာသမီးငယ်တက်နေတဲ့မူလာရန်ကြောင်းအဲ့ဒီနေ့စီးနေတွေထူပိတ်ပြီးချီးပြီးချင်းကြနေတယ်။အိမ်မှာကားရှိပေမဲ့ခါတိုင်းလိုကားနဲ့ကြောင်းစီလိုက်မဖို့သမီးနဲ့ကျွန်တော်ခွန်ကအနှွေးတွေထူထူဝုတ်ပြီးစီးနင်းတွေပေါ် တက်နင်းလမ်းလျှောက်ကြောင်းရောက်သွားခဲ့တဲ့နေ့ဖေရိုဒီနီကားမစီပဲသွားမယ်ဆင်းနှင်းတွေလမ်းလျှောက်ကြည့်မယ်လို့သမီးငယ်ကိုပြောပြီးနှစ်ယောက်သားဆင်းနှင်းတို့ကိုနင်းကြီးကြောင်းစီသွားကြတယ်ကားရှိတယ်ဆိုပြီးကားကိုအားကိုးနေရင်ဆင်းနှင်းဘလောက်အေးလဲဖေဖေတို့သိမှာမဟုတ်ဘူးဒါကြောင့်ဆင်းနှင်းနဲ့လျှောက်ရင်ဘလို့ဖြစ်မလဲသိအောင်လမ်းလျှောက်သွားကြမယ်လို့သမီးကိုပြောလိုက်တယ် သမီးလည်းဘာမှပြန်မပြောစိတ်လည်းပေါ့ပေါ့ပါပါကျွန်တော်လက်ကိုဆွဲပြီးကြောင်းသွားခင်စီနင်းကတာမန်ကြနေတာမဟုတ် အဖတ်လိုက်ပြိနေအောင်ကြတယ်ခန္ဓာကိုယ်မှာစီနင်းဘတ်တွေလက်တင်တယ်လမ်းပေါ်ကြတာတဲ့စီနင်းတွေကလည်းများလွန်တော့စီနင်းကထူတယ်စီနင်းထူတဲ့ခြေထောက်နစ်သွားတယ်နေ့စဉ်စင်ကန်ကားစီးတွားနေခဲ့ပြီးမှအခုလိုစီနင်းနဲ့လမ်းလျှောက်သွားရတော့တကယ်လက်တွေ့အရသာကချိုးမနေပါဘူး ကျွန်တော်နဲ့တမီးငယ်အဲ့ဒီလို စီးနင်းတွေကြားမှာရတတတပတ်ကြောင်းသွားကြောင်းပြန်လမ်းလျှောက်ခဲ့ကြတယ်စီးနင်းရဲ့အေးမြမှု ချမ်းသာမှုကတွေးကြော်ရည်ဒီရောက်တယ်စီးနင်းတွေလည်းလမ်းလျှောက်ရတာကြပြားတွေစားတွေလိုလှပမနေတမီးကငယ်တော့မြန်မြန်မလျှောက်နိုင် ဖြည်းဖြည်းနှင်းနှီးအီ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 နဲ့လျှောက်ရတယ်အဖေအာကိုနဲ့အဖေလက်ကိုဆွဲလမ်းလျှောက်သွားခဲ့ပြီမဲ့ ရှင်းနေအေးစိတ်စိတ်ရတာကခါမှန်တမင်းရဲ့ကိုရိနားလေသွားခဲ့တယ်။အဲ့ဒီယတ္တရတပတ်လုံးကျောင်းကိုလမ်းလျှောက်ပို့ရင်ဘဝကိုဘယ်လိုတတ္တိမွေးရတယ်။ကိုအားကိုကိုရတယ်။တမီးအရွယ်ရောက်လာရင်တမီးချီပေါ်ဘယ်လိုရနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့သင်ခန်းစာတွေသင်ပြီးတယ်။တမီးကတော့အဖေကိုမောကြည့်လိုက်။တခါတလေလဲအဖေပါတွေပြောနေလေပေါ့။တခါတလေလဲဖေပြောတာတွေကတကယ်လားပေါ့။သူ့ကောင်းတယ်အတွေးရှုပ်နေလိမ့်မ ူအသက်ကအခုမှ9နှစ်ညွန်ငယ်သေးတဲ့အခြေအရွယ်မရင်ခင်ရခဲ့တဲ့သင်ခန်းစာကရင်းနဲ့ပို့ပြီးစူးနှစ်စိုက်ဝင်စေတယ်စိတ်မှတ်ရှိစေတယ်လင်းနေမှုရှိတယ်အရွယ်ရောက်မှရတဲ့သင်ခန်းစာကအတိနဲ့ရှင်နေပေမဲ့စူးစိုက်နေဝင်မှုကနည်းနည်းရှိုင်းရှိုင်းဖြစ်မနေပါဒါစိတ်ပညာရဲ့သဘောတဘာဝပါကျွန်တော်တို့မှကားရှိတယ်ကားနဲ့ငင်းငင်းညောင် ကျောင်းစီဤတိုင်းသွားတယ်။ဒါကြောင့်သဘာဝကြီးကအေးဒီဖြစ်စီပူဒီဖြစ်စီကျွန်တော်တို့တံပိုးမထားဂယုမထားစိန်ကြကြစီးနေရတဲ့ကားပေါ်မှာသဘာဝရဲ့ဓာန်ကိုကျွန်တော်တို့ဘာမှနားမလည်ပေကြ။လောကကြီးကိုကျွန်တော်တို့ဘာမှမသိကြ။ဝါဟာတသက်လုံးစဉ်ကြနိုင်မှုအဲ့ဒီမတိုင်ခင်ကျွန်တော်တို့ပြင်းမှန်းစွာစူးစမ်းခဲ့ကြတယ်။သားသမီးတွေစဉ်ကြဖို့မိဘတွေစူးစမ်းခဲ့ကြတယ်။ ျွန်တော်တို့ဘိုးဘွားတွေစူးစားခဲ့ကြလို့အဲ့ဒီလောင်ရိပ်မှာ ကျွန်တော်တို့ကောင်းစွာနေနိုင်တယ်ဘယ်လိုစူးစားခဲ့ကြလဲနက်နက်ရှိုင်းရှိုင်းမသိတဲ့အခါအောင်မြင်မှုရဲ့တန်ဖိုးကိုလေးစားရမှမသိကြအရေးရဲ့တန်ဖိုးကိုနားမလဲတော့အရေးရအောင်စိုက်ပျိုးခဲ့တဲ့ဘိုးဘွားမိဘတွေကိုတန်ဖိုးမထားကြအောင်မြင်မှုဘဝကိုဘယ်လိုရင်းခဲ့တယ်ချက်ကြော်ရတယ်စူးစားရတယ်ဆိုတာ အပြောမဟုတ်ကိုယ်တိုင်လေရင်ထဲစူးစူးနစ်နစ် တံပိုးထားနားလေရတယ်။ဒုက္ခဆိုတာကိုလေထဲထဲဝင်ဝင်ချက်တမ်းကြည့်ရတယ်။ခုနှစ်နှစ်အရွယ်ကတမိငယ်တီလိုက်တဲ့တင်ငန်းစာဖခင်ဖြစ်သူပြောပြတင်ပြပေးတဲ့တင်ငန်းစာကတံပိုးရှိမှန်းတက်24နှစ်ရှိနေပြီဖြစ်တဲ့တမိငယ်အခုတော့ကောင်းစွာနားလည်နေပါပြီ။တမိငယ်ကအထက်တန်းရဲ့နောက်ဆုံးနှစ်72တန်းကလေးကအချိန်ပိုင်းအလုပ်ကိုသူ့သဘောနဲ့သူ စတင်လုပ်ကင်ခဲ့တယ်။ညနေ3:00နာရီကျောင်းဆင်းတယ်။ညနေ9:00နာရီကနေ17:00နာရီအထိသမီးငယ်အလုပ်သွားတယ်။သူ့ချီပေါ်သူရပ်နိုင်ဖို့72တန်းကလေးကအစပြုခဲ့ခြင်းပါ။အခုတော့သူ့ကားနဲ့သူ တက္ကသိုလ်သွားအလုပ်သွားသူ့ငွေနဲ့သူဝယ်စားသူ့ဘဝသူဘယ်သူမှ အာမကိုပဲရပ်နေပါပြီ။လူကြီးအွယ်မှာစီးနင်းတုတဲ့ ဖြတ်လျှောက်ခိုင်းရင်ဘာခံစားချက်မှလေးလေးနက်နက်ဖြစ်လာမှာမဟုတ်ပါဒါပေမဲ့ခုနှစ်နှစ်အရွယ်တီးတီးကြည့်ကြည့်ကလေးငယ်လေးကိုလျှောက်ခိုင်းတော့ဒါခံစားချက်အကြီးကြီးဖြစ်သွားတယ်ပြီးတော့ညနေစဉ်မှာဖြဖြတင်မီးတဲ့တင်ငန်းစာနဲ့ဆုံးမစကားတွေကအုံနောက်ထဲစူးစူးဆိုက်ဆိုက်ဝင်သွားတယ်တသက်စာအတွက်တင်ငန်းစာဖြစ်သွားတယ်လူတိုင်းကိုချေဖို့ကိုရနိုင်အောင်လုပ်ရတယ်စူးစမ်းရတယ် တပားမှီစိတ်กินရတယ်။တမီးငယ်တယောက်တပားမှီစိတ်กินกินနဲ့သူ့ဘဝကိုဘသူမှ အာမကိုသူ့ကိုယ်တိုင်ရှောက်နေပါပြီ။စူးဆက်ကျော်သူရင်ထွန်းအမေရိက2025မေလ2ရက်နေ့ဤသားပြီ။